Yuval Noah Harari's Sapiens: A Brief History of Humankind is a book ဆာမန်ဒီဟာတို့ကလူသားတို့ရဲ့တမိုင်းနှစ်ချုပ်လို့ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့။ Channel တစ်ခါသက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်။အပိုင်း36ဒီလိုမျိုးဝင်းမြူထားတဲ့ channel တွိတ်ဆန်တွေမှာလည်းရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ဘယ်လိုပြည့်စုံနေပေမဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိကြတယ်ဆိုတော့ သဘောတရား theory ပဲလောက်မှန်းနေဆိုတာကို1950ဝင်းကျင်လောက်ကလေးကလက်ခံယုံကြည်လာမှုတွေစိတ်ပညာလောကမှာပေါ်ပေါက်လာခဲ့ပါတယ်။ဒီ theory ရဲ့မှန်ကန်မှုကိုစမ်းသပ်လေ့လာပြီးပထမဆုံးအတည်ပြုခဲ့တဲ့လူကတော့ American လူမျိုးစိတ်ပညာရှင် Harry Harlow ဖြစ်ပါတယ်။ Harry Harlow ကမြောက်ပေါက်စလေးတွေရဲ့ကြီးပြင်းလာပုံကိုလေ့လာခဲ့ပါတယ်။ Harlow ကငွေကင်းစမြောက်နီထွေပေါက်စတိတိလေးတွေကို လောင်ကျိုင်လေးတွေနဲ့မွေးထားပြီး ။တောင်ကျိုင်းတစ်ခုစီမှာမြောက်ကလေးတွေအတွက်မိခင်နေရာစားထိုးဖို့အတွက်ပုံတူဖန်တီးထားတဲ့မိခင်အယုတ်နှစ်ခုကိုထားပေးခဲ့တယ်။အယုတ်ကြီးတစ်ယောက်ကိုတတုဝါရကျိုးတွေနဲ့ပဲတိဆောက်ထားပြီးအဲ့ဒီအယုတ်မှာနွမ်းနိုဘလင်းကိုချိတ်ဆွဲပြီးတက်ဆင်ပေးထားတယ်။အဲ့ဒီဘလင်းကိုမြောက်ပေါ့စာလေးကမိခင်တို့ပမာသဘောထားပြီးနိုကိုဆုပ်ယူတောက်သုံးနိုင်လို့ပါ။နောက်မိခင်စားတော့ရုပ်တစ်ခုကတော့တစ်သားနဲ့ပြုတ်လုပ်ထားပြီးအဝိတ္တိန်နဲ့နူးညံ့ပြော့ပြားမှုရအောင်ပုံဖော်စီစဉ်ထားတယ် အတွေ့အထိမှာလည်းတက်ရှိမိခင်ရဲ့ရင်ခွင်အစ်စ်လိုနူးညံ့မှုပေးနိုင်အောင်လို့ပါမိခင်ရဲ့ရင်ခွင်လိုနူးညံ့မှုကလည်းလို့တခြားရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်တဲ့အာဟာရကိုမပန့်ပိုးနိုင်ပါဘူးရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်တဲ့ဆာလောင်မသိမ့်မှုကိုဖြည့်ဖြောင်းနိုင်မဲ့ရင်နှုတ်အာဟာရစတဲ့လိုအပ်ချက်တွေဘာတစ်ခုမှပေးမထားပါဘူးစိတ်ပညာရှင်တို့ကကနဦးခံမှန်းချက်ကတော့ငွေကင်းစမြောက်ငယ်လေးကအာဟာရဖြစ်တင်ပေးနိုင်တဲ့တတ္ထုကိုယ်တည်းရှိတဲ့မိခင်ရုပ်ပေါ်မှာပဲတွေ့ခဲ့ပြီးမကွဲမခွာပဲနှုတ်ဆုံနေမှာပေါ့ အမွှေးပွားပြီးနူးညံ့မှုကလွဲလို့ဘာမှပေးဆွမ်းနိုင်ခြင်းမရှိဘဲနဲ့တစ်သားယုံမိခင်နဲ့ဆိုင်ရင်တို့ကြိုဆိုရတဲ့မိခင်ရုပ်ကိုတွေ့ကက်နေမယ်လို့ထင်ခဲ့တယ်။ဒါမဲ့ဟာလိုအံ့ဩသွားတဲ့မြောက်ပေါက်စာလေးတွေကတဘာဝမိခင်စားတို့ရုပ်ကြီးနှစ်ရုပ်ကိုအနိကထားပြတဲ့အခါသူတို့ကဘာမှနှုတ်ကြုံမဆိုရတဲ့အဝိမိခင်ရုပ်ကိုပို့ပြီးသဘောကျကြတာကိုသိတာထင်ရှားတယ်။အဲ့ဒီမိခင်ရုပ်ကိုပဲမခွာတမ်းတွေ့ကက်ထားတာကိုလည်းတွေ့ရှိရတယ်။အနှွေးတဲ့ရလို့အဝိပုံမိခင်ရုပ်ကိုကြိုက်ကြတာဖြစ်နိုင်တယ်လို့တွေးမိပြန်တယ်။ဒါကြောင့် ဝါရကြိုးတွေအပြည့်နဲ့တတ်ထုကိုယ်တန်းနဲ့တိစောက်ထားတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ရုပ်ကိုမီးလုံးထည့်ပေးပြီးအနှွေးတဲ့ရအောင်လှုပ်ကြည့်တယ်။အထဲကမီးလုံးထည့်ထားလို့အနှွေးတဲ့ဘာပန့်ပိုးပေးနိုင်တဲ့နှုတ်ကြိုပန့်ပိုးတဲ့ရုပ်ကိုအလွန်ငယ်ရွယ်တဲ့မြောက်ပေါက်စလေးတွေကလွှဲလို့အများစုသောမြောက်ငယ်လေးတွေကအဝိအုပ်ထားတဲ့နှွေးထွေးတဲ့ရင်ခွင်ကိုပေးနိုင်တဲ့ရုပ်ကိုပဲဆက်လက်နှစ်ချိုက်တွေ့တာကိုတွေ့ရပါတယ်။နောက်ဆက်တွဲသူတေသနာပြုလုပ်မှုတွေရ ဟာလုံးရဲ့စံသက်ချက်တွေကကြီးပြင်းလာတဲ့မိဘမယ်မြောက်ငယ်လေးတွေအရွယ်ရောက်လာတဲ့အခါမှာသူတို့ကတခြားမြောက်တွေလိုစိတ်လှုပ်ရှားခံစားမှုပုံမှန်မဟုတ်ဖဲနဲ့ကြီးပြင်းလာကြတဲ့အာဟာရပြည့်စုံစွာရရှိခဲ့ပေမယ့်နှွေးထွေးမှုလိုရင်ကိုပြည့်စုံစွာများခဲ့လို့ပါအခြားဘာသာဘာဝကြီးပြင်းလာတဲ့မျိုးလူမြောက်တွေရဲ့အောင်းဝဲမှာသူတို့ကဘလုံးနည်းနဲ့မှမရှင်သန်နိုင်ကြဘူးပူပင်တော့ကတွေနဲ့ဒေါသအမျက်တွေပိုကြီးလာကြတယ်ဟာလိုသူဒေသနာပြုမှုကနောက်ဆုံးတော့ရလက်ပေါ်လာပြီး ညဥတ္တဝါတွေမှာရုပ်ပိုင်းဆိုင်ရာအာဟာရလိုအပ်ချက်တောင်မှကစိတ်ပိုင်းဆိုင်ရာလိုအင်းနဲ့ဆန္ဒပြင်းပြမှုတွေရှိရမယ်။ဒါတွေမရရင်သူတို့ကစိတ်ထိခိုက်ခံစားကြရတယ်ဆိုတာပါ။ဟာလို့ရဆန်းသက်ချက်တွေကမွေးကင်းစမြောက်ပေါက်စာလေးတွေကဘာမှမစားရပဲနှုတ်ကြိုလည်းမတောက်ဆုပ်ရတဲ့အဖော်ယုံမိခင်ကိုသာတွေ့တာနေကြတာကဘာကြောင့်လဲဆိုတော့အာဟာရအတွက်နှုတ်ကြိုအပြင်စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတွင်းမှုခံစားချက်ကိုလိုချင်ကြလိုပဲဖြစ်ပါတယ်။နောက်ထပ်ဆယ်စုနှစ်များအတွင်းထက်မှန်ပြုလုပ်တဲ့သူ့တည်တနာများအရအဲ့ဒီကောက်ချက်က မြောက်တေအတွက်တောင်မှာကတခြားနိုးတိုက်တဲ့တော်အားလုံးနဲ့သက်ဆိုင်တဲ့အပြင်ငှက်တွေပါပါဝင်ဖြစ်တယ်လို့သိရပါတယ်။မြန်မာကိမွေးမြူရေးချမ်းကတန်ပေါင်းများစွာသောကြက်ဝက်၊နွားစတဲ့တတ္တဝါတွေကလည်းဟာလူရဲ့စမ်းသက်ချက်တွေကမြောက်ပေါက်စကလေးတွေနဲ့မချပါဘူး။ဘာလို့လဲဆိုတော့မွေးမြူရေးချမ်းပါရှင်တွေကနဘာဝက်ပေါက်ကြက်ပေါက်ကလေးတွေကိုသူတို့ရဲ့မိခင်တွေနဲ့ခွဲခြားပြီးတိကျစီတစ်ပွဲတစ်ပြားထားပြီးမွေးမြူကြလို့ပါပဲ။ခင်မွေးမြူရေးလုပ်ငန်းတွေမှာတန်ပေါင်းထောင်ချီတဲ့မွေးမြူရေးတတ္တဝါတွေကယနေ့ခင်မှာ ဝင်းမြေလုပ်ငန်းပေါင်းစပ်ရန်တရားကြီးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ရက်တီနေကြတာပါသူတို့ကိုတန်ရှိတတ်တော်ရီလို့ဘယ်သူကမှအတိအမှန်မပြုကြပါဘူးသူတို့ထဲကတန်ပေါင်း9000 20ဘီလီယံမြောက်သောတန်ရှိတတ်တော်ရီကနှစ်စဉ်တက်ဖြတ်ခံရပြီးလူတွေစားသုံးမဲ့အသားအဖြစ်နဲ့ထုတ်လုပ်မှုခံနေကြရပါတယ်။အဲ့ဒီလိုအသားထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာခေတ်မီနည်းပညာတွေဟာလေယာသားငါထုတ်လုပ်မှုကဏ္ဍကိုတုံထိုးမြင့်မာတိုးတက်လာစေပြီးအသားတွေကလည်းလူတွေအတွက်အရင်အသင့်အစားအစာဖြစ်လာတယ်။ ဆက်မှုလျားနဲ့ဆက်မှုခြေခံတရိတ်ဆန်မွေးမြူလုပ်ငန်းနှစ်ခုက အတူရှင်တွဲပေါ်ပေါက်လာခြင်းအပြင်ခင်မီလူမှုစည်းဝါးကဏ္ဍတစ်ခုလုံးရဲ့အခြေခံကြတဲ့မှန်တိုင်းဖြစ်လာခဲ့ရပါတယ်။ဆက်မှုလျားခင်မတိုင်းမီကာလာတို့ကလေရီယာတွေကစားစားစိုက်ပျိုးထုတ်လုပ်မှုကအိပ်ပေါက်နဲ့ဖားကောက်ရတယ်လို့အလေအလွင့်တွင်များပြခဲ့ပါတယ်။ထွင်ရက်စိုက်ပျိုးကြတဲ့တောင်သူလယ်သမားတွေနဲ့လေယာမွေးတရိတ်ဆန်တွေကိုကျွေးမွေးဖို့အတွက်ပဲစားစာတွေကို များများသုံးခဲ့ရတယ်။ ထုတ်လုပ်လို့ရလာတဲ့အသီးအနှံသားစားတာတွေရဲ့အလုံးနေပါတဲ့ရာဂိုင်းတော့ကိုအခြားလူတန်းစားတွေအတွက်ရရှိခဲ့တဲ့ဥမာစက်မှုပညာသည်တွေဆရာဆရာမတွေဘာသာရေးကြီးကဲတွေဘျူရိုကရက်အရာရှိလူတန်းစားအုပ်ချုပ်သူပြည်ထောင်စုစတာတွေအတွက်အစားအစာရရှိမှုချို့က ဆိုင်ပြိုးထုတ်လို့သူတောင်သူလည်းသမားတွေလာမရရှိနိုင်ခဲ့ဘူး။ဒါကြောင့်လည်းပဲရှေးဦးကြတဲ့လူဖွဲ့စည်းတိုင်းအလုံးဒီပါတွေက90ရာခိုင်နှုန်းကျော်လူကြီးကတောင်သူလည်းသမားများသာဖြစ်ခဲ့ကြတယ်။ဒါမှသာလူဖွဲ့စည်းရဲ့စားစာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာမဟုတ်ပါ။ဒါပေမဲ့ဆက်မှုလျာပေါပေါက်လာပြီးနောက်ပိုင်းမှာတော့တောင်သူလည်းသမားဦးကြီးကကျုံတထက်ကျုံလာပြီးစီးရဲစချီဝန်ထမ်းနဲ့ဆက်ယုံလုပ်သားတွေအရေးတွေကများတထက်များလာချိန်မှာတော့တောင်သူလည်းသမားဦးကြီးကနေတထက်နေလာပါပြီ။ဆက်မှုလျာရဲ့တိုးတက်မှုကြောင့်လည်းသမားအနေစုက ျန်လူဒန်းစားအများစုအတွက်လုံလောက်ပြည့်စုံတဲ့အစားအစာတွေကိုထုတ်လုပ်ပေးနိုင်ခဲ့ပါပြီ။ယနေ့ခေတ်အမေရိကန်ပြည်ထောင်စုနိုင်ငံမှာဆိုရင်စုစုပေါင်းလူဦးရေရဲ့နှစ်ရာခိုင်နှုန်းကသာလေယာစိုက်ပျိုးရေးနဲ့အသက်မွေးကြတာပါ။ဒါတောင်မှအဲ့ဒီလူဦးရေအနည်းဆုံးနှစ်ရာခိုင်နှုန်းကအမေရိကန်ပြည်ထောင်စုပြည်နယ်90ကလူဦးရေကိုဝေးငှပြီးလုံလောက်စွာကျွေးမွေးနိုင်ရုံမျှမကအပူရှံဖြစ်တဲ့အစားအစာတွေကိုကျန်တဲ့ကမ္ဘာရဲ့အခြားနိုင်ငံတွေကိုပါပို့ကုန်ဖြစ်နေထုတ်ထုတ်ရောင်းချနေနိုင်ကြပါတယ်။ စာပြောရေးကိုဆက်မှုလည်းရအဖြစ်မပြောင်းလဲနိုင်ခဲ့ရင်မြို့ပြတွေမှာဆက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးကဘယ်တော့မှဖြစ်ပျက်လာခဲ့မှာမဟုတ်တယ်လို့ဆက်ယုံလို့ယုံနေတဲ့ရုံးကနေမှာလောက်ကိုင်းမဲ့ကာယအလုသမားတွေညာနာအလုသမားတွေလုံလောက်ရှိနိုင်မှာမဟုတ်ပါဘူးအဲ့ဒီလိုမျိုးဆက်ယုံလို့ယုံစားတဲ့ကုန်ထုတ်လုပ်ရေးစခန်းတွေနဲ့ရုံးကန်းတွေအုပ်ချုပ်မှုစီမံမှုရန်ရာတွေကလည်းအရင်အတွက်တန်းထောင်နဲ့ချီပြီးများပြားလာတဲ့လေယာလုတ်သားတွေရဲ့ကာယညာနာဆွမ်းအားတွေကိုတိမ်သွင်းဆွဲယူသုံးဆွဲလိုက်တဲ့အခါမှာအဲ့ဒီအသွင်မြောင်းလေယာလုတ်သားတွေရဲ့ ကုန်းထုတ်လို့အားကမကြုံစဘူးထုကဲများပြားလာပါတော့တယ်။လေယာလုတ်ခင်မှာလုံမလုတ်ကြတော့ဘဲနဲ့ခင်မီလူစွမ်းအားတွေဟာဆိုလို့ရှိရင်တမ်နိတတ်ထုဒယ်ရီများကြီးကိုထုတ်လို့လာတဲ့အဝိအထယ်တွေကိုလည်းခါတိုင်းတဲ့များစွာရက်လုတ်လာနိုင်ကြတဲ့ရခင်ကနဲ့မနှိုင်းရှင်နိုင်လောက်အောင်များပြားလာတဲ့အဆောင်တွေကိုလည်းမိုးလိုပအောင်ဆောက်လုပ်လာနိုင်တော့တယ်။ဒါတွေမကပါဘူး။ဟိုးရင်ခက်တွေတုန်းကစိတ်ကူးထဲမှာမြင်အောင်လို့တောင်စိတ်ကူးမရှိနိုင်ခဲ့တဲ့အမျိုးမျိုးပေါင်း တမ်းပြောင်းထွေလာလူသုံးကုန်ပစ္စည်းပရိသတ်တွေကလည်းခေါင်းထဲမှာစဉ်းစားလို့မနိုင်အောင်ကိုတမြောက်တကောတတိတတန်းအခင်းချင်းနဲ့ထုတ်လွှင့်လာကြပြန်တယ်။ဥမာပြောရရင်မိသီးမီးလုံးတွေဆယ်လူလာဖုန်းတွေကင်မရာတွေပကံစည်းဆက်စတဲ့အိမ်သုံးပစ္စည်းတွေတိုလီမိုလီတွေကလည်းမနေမနောပါလူရီရဲ့သမိုင်းမှာပထမဆုံးအချိန်ဖြစ်ရောင်းလို့အားထုတ်လို့မှုကဝဲလူအားလူအပ်ချက်ကိုကြော်တက်သွားခဲ့ပါတယ်။ရောင်းစရာကုန်ပစ္စည်းတွေကအရှံဘဲတောင်းလို့ပုံလာပြီးဝဲသူတွေကကုန်အားမဝယ်နိုင်တော့တာပါပဲ။ဒါနဲ့ပဲပြည်ထနာအစ်တတရက်က အတိချက်ချုပ်အနေနဲ့ပေါက်ပါလာခဲ့ပြီးအဲ့ဒါလောက်တောင်းတံပေါ်ရပုံထုတ်လုပ်ထားတဲ့အော်တိုင်နေတဲ့ကုန်ပစ္စည်းတွေကိုဘယ်သူကလာဝယ်ပါမလဲပေါ့ shopping ညင်ချင်းမှုခေယနေ့ခေရင်းရှင်စနစ်ကအခြေခံတဲ့စီးပွားရေးစနစ်ကိုဆက်လက်ရှင်သန်ခြင်းနဲ့ဆိုရင်အဲ့ဒီစနစ်ကကုန်ထုတ်လုပ်မှုကိုအလင်းမပြန်မြင့်တင်ထုတ်လုပ်နေရမှာဖြစ်ပါတယ်ဥမာအားဖြင့်ငမန်းတကောင်ကမီတာများကြီးရှိတဲ့သမုဒ္ဒရာရေဒူးအောင်မှာရှင်သန်လို့ရင်စင်စင်မပြတ်ကူးခန့်နေမှသာရှင်သန်နိုင်မှာပါအဆက်မပြတ်ကူးခန့်မှလား အသက်မရှိဘဲနဲ့မွန်းချက်ခံမှလာရွေးတဲ့အခါမှာရှင်သန်ဖို့အလှည့်မပြတ်ကူးရမှာပါ။ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေုံမျှနဲ့လည်းမလုံလောက်သေးပါဘူး။ရစုံတို့ကလည်းဝယ်ယူနေရမှာပါ။ဝယ်သူမရှိတော့တဲ့နောက်ကုန်တွေဘယ်လိုလုပ်ရပါမလဲ။ထုတ်လုပ်ရုံသာထုတ်ပြီးဝယ်သူတွေမရှိခင်ရင်စက်မှုလုပ်ငန်းနဲ့ငွေရင်းနှီးမြှုပ်နှံသူတွေစရှိသူတွေကစုံစုံမြုပ်တော့မှာပါ။အဲ့ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေမဆုံးရှုံးရလေအောင်စက်မှုလုပ်ငန်းကထုတ်လုပ်တဲ့များဘာတစ်ခုမှမကြံရအောင် ထုတ်လုပ်ပစ္စည်းအသစ်စမ်းမှန်တမ်းများကိုလူတွေကအမြဲလိုလိုလတ်လတ်ဝဲချင်းနေအောင်လူမှုကျင့်ဝတ်အသစ်တစ်ခုပေါ်ထွန်းလာခဲ့ပြန်တယ်။ရောင်းသမျှထွက်သမျှကုန်ပစ္စည်းအသစ်စမ်းတွေကိုဘာတွေဖြစ်ဖြစ်ဝယ်တာဝယ်ဆိုတဲ့ consumerism ဆိုတဲ့ယဉ်ကျေးမှုကျင့်ဝတ်အသစ်ပါ။မြမျှရှာမြမျှဝယ်။မြမျှတော့မြင်းမြန်ကုန်မြင်းမြန်ပတ်စံရှာတဲ့လောကကျင့်ဝတ်အသစ်ပေါ့။လူသမိုင်းတခြားမှာလူများစုတွေကရှားပါးချုံငယ်တဲ့အခြေအနေမျိုးမျိုးကိုဖြတ်တန်းခဲ့ရတယ်။ချိုးချံချွေတာမှုကိုဦးစားပေးခဲ့ကြရတယ်။ချွေတာစုဆောင်တထေးလောင်းဆိုတာသူတို့ရဲ့ဆောင်ပုတ်ပေါ့။ စပါတာနိုင်ငံသားတွေစပါတန်တွေနဲ့စီမင်းစီကံတင်းကျပ်တဲ့ protesting ခရီးယံဘာသာကောင်းရင်းစတဲ့ bureaucrat တွေရဲ့ရိုးရိုးချင်းချင်းမြင့်ကြံခြင်းဝတ်တွေဘကဒနာမဖက်တဲ့တင်းနေရောင်ရဲစွာချိုးချံကျဉ်သုံးနေတဲ့မူစနစ်ခြင်းဝတ်တွေကထင်ရှားတဲ့တာရကနှစ်ခုဖြစ်ပါတယ်။ကိုချင်းဒီလာဖြောင့်မတ်တဲ့ပုံကိုယ်တူနိုင်ငံပြည်စည်းနဲ့ဘကဒနာတွေကိုပြစ်ပရမယ်လို့ယူဆခဲ့တယ်။အစားအစာတွေကိုလည်းလဟာတာဖြုံးပြီးပြတဲ့အနေနဲ့စားကျဉ်စားကျဉ်ပိုရှံမှုမရှိအောင်ယူဆရတယ်။ စားကျွန်းစားကြံရှိရင်လွတ်ပြရတယ်မဟုတ်လားလွတ်မပြရအောင်အပုံရှံမရှိသေးရေဂယုပြုရတယ်ဘောင်းမီရှည်တထဲဆုပ်ပြဲနေရင်အစ်စ်တထဲမဝဲပဲဖာလေးပြီးချုပ်ရတယ်ဖာလေးပြုပြင်ပြီးဝဲရမယ်အေဂရစ်ဘီရင်နေနဲ့မူနွယ်မတ်နယ်တွေကသာလင်အဲ့ဒီလိုပက္ကသနာမဲတဲ့တံပိုးထားမှုတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခွင့်ရရှိပြီးသူတို့ရဲ့ကြွယ်ဝချမ်းသာမှုစည်းစိမ်နေနဲ့ဟိတ်ဟန်ထုတ်ခွင့်ရတယ်ငွေကိုများများရှာအရှံပဲတုံးဆိုတဲ့ကွန်ဆူမာရေဂျင်ဝါရအနေနဲ့ ကွန်ပျူစီတွေနဲ့ဝန်ဆောင်မှုတွေကိုခါလိုက်တဲ့ပုံပြီးပေါ်ပေါ်များများပေါ်ပေါ်တည်တည်သုံးဆမှုကကောင်းတဲ့လေ့ထလို့ယူဆတယ်။မြများဝယ်မြများသုံးဝါတာကလူတွေကိုသူတို့ကိုကိုသူတို့စိတ်လိုလိုက်အကြိုက်ဆောင်စေတယ်။စင်စားစင်ကြင်ညာနေပါစေပြီးတာယာရစ်မှုမှုကိုစွမ်းသုံရှာစေတယ်ပြီးတော့မလိုအပ်ဘဲနဲ့တရားတော်အသုံးပြုခြင်းမှုနဲ့ပဲသူတို့ဘဝတွေကိုသူတို့ကိုယ်တိုင်ကပဲတပြေပြေချင်းညှင်းပြီးတက်လိုက်တဲ့လိုမျိုးဖြစ်သွားစေနိုင်တယ်ချိုးချံချွေတောင်မှုဆိုတာကကုစားရမယ့်ယောဂါတစ်ခုလို့ထင်မြင်ကြတဲ့အရှံပဲစားသုံးသူတွေ ကိုအထုတယ်လေလိုက်ရှာနေဘူးမလို့ဘူးလက်တွေ့ဝင်းကျင်ကိုကွေကောက်ဆက်ကူဘူးကွန်ရဲ့နောက်ကြောဘက်ကစာကိုဖတ်လိုက်တာနဲ့သိမြင်နိုင်တယ်။ Tell me တစိမ့်မူရစဘာအာဟာရတုတ် Syria တွေကကျွန်တော်အကြိုက်ဆုံးနက်နက်စာပေါ့အဲ့ဒီတစိမ့်ကို Israel နိုင်ငံစားတောက်ကုမ္ပဏီကထုတ်လုပ်တာပါဘူးပေါ်နောက်ကြောမှာပါတဲ့စာကတကတလေမင်းအတွက်ကရင်တွေ့မဲ့စားတောက်ဖွယ်ရလေးတွေကြိုက်နေသက်စရာကျွေးဝဲအခံမှုလို့မယ်တကတလေမင်းအတွက်ပုံရင်အားဆွဲရင်လည်းပပလိုနေတတ်မယ်တကတလေ ကိုလေးချိန်ချဖို့လိုနေတတ်တယ်လို့တခါတလေကြတော့လေလေးချိန်နဲ့နဲ့တက်ဖို့အင်အားရှိဖို့လိုနေမယ်အခုအဆိုပါထာမီအာဟာရမုတ်တုကမင်းအတွက်လိုအပ်တဲ့အရသာမှန်ပါဠိမူရစပါအာဟာရမုတ်ကိုဖန်တီးပေးထားတာစိတ်ချလက်ချစားသုံးလိုက်ပါမင်းနောင်တမရစေရပါဘူးတခြားတစိတ်တစ်မျိုးနဲ့ထုတ်လို့ရောင်းချတဲ့မူရစပါအာဟာရမုတ်တစ်ထုပ်မှလည်းအလားတူကြောင့်ညာတွေ့ရတယ်ကျဲမာယေစုလက်အာဟာရမုတ်က အာရပြည့်စင်တဲ့တစ်ဆေတစ်ဆန်အစီအစံတွေအသီးတွေခွန်မာသီးတွေများကြီးကိုတင်းတို့ကျမ်းမာရေးကောင်းမှုအတွက်အသုံးပြုထုတ်လုပ်ပေးထားပါဗျ။ဒီလိုကျမ်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံအစီအစံတွေကိုတဘာဝအာနိသင်မပြတ်စေဘဲအနံ့ရတာနဲ့လည်းပြည့်စုံအောင်ဖန်တီးပေးထားတဲ့နေလကင်းအစာပြေဟာရပြည့်စားသုံးရင်ကျမ်းမာရေးနဲ့အရဲ့ညီညွတ်တဲ့အလိထကိုရပါမယ်။အံ့ဩဖွယ်ရတာတွေနဲ့တကယ့်တမှုထူးခြားတဲ့တွေ့ကြုံကိုရရပါစေမယ်။ မူရကြောင်ညာမှာပို့ပြီးအမော့တင်ထားတာကိုတွေ့ရတယ်။လူတွေရဲ့တမိုင်းကြောင်တစ်လျှောက်ကာလတော်တော်များများမှာလူတွေဟာဒီလိုမျိုးအေးသားပါတဲ့ကြောင်ညာမျိုးကိုတွေ့ခဲ့ရင်ခါခါတီးတီးညှဉ်းဆန်ပဲကြပြီးလက်ခံခွင့်ရမယ်မထင်ပါဘူး။ကြောင်ညာကလူတွေရဲ့အာယုံကိုဘလို့မှဆွဲဆောင်ခွင့်ရမှာမဟုတ်ဘူး။အဲ့ဒီခေတ်ကလူတွေကဧည့်သည်လိုမြူဆွဲတဲ့အာယုံကိုပြားနေတဲ့ကြောင်ညာစာသားမျိုးတွေကိုဒီကူကောင်းဆန်နဲ့ပေါ့ပြက်ပြက်တဲ့ဇာရိတာမကောင်းမှုအကျင့်ပြတ်ခြားသားမှုတစ်ခုဖြစ်ပြီးလိန်လေလက်ပြားရရောက်တယ်လို့မှတ်ချက်ချပြီးတော့မှပဲချခံရမှာပါ။ စားသောက်သူဆွဲဆောင်ရေးဝါဒ consumerism နာမမဟုတ်မြများရှာမြများဝယ်မြများသုံးဝယ်နိုင်မှလူတော်ဝါဒကလူတွေအတွက်လက်ခံကျင့်သုံးလာဖို့အတော်လေးခက်ခဲစွာကြိုးပမ်းခဲ့ရတာတော့အမှန်ပါခေတ်စားလာတဲ့စိတ်ပညာရဲ့အကူအညီနဲ့ လောက်သားလောက်မှန်နေစိတ်ကြိုက်လို့မှန်နေဆိုတဲ့သဘောတရားအသက်ရှင်လာခဲ့တာပါလူတွေကို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 လိုလိုက်ပါဒါပြင့်မဟုတ်ဘူးလူဘဝဆိုတာလောက်ချင်တာလောက်ရဖို့တိကပဲချိုးချံချွေတာတယ်ဆိုတာကိုကိုကိုချိုးနေနေရတဲ့အခါသေးတဲ့ဝိကျွေးလို့ထင်မြင်လာအောင်ဆွေးနိုင်ခဲ့ပြီးစီယုံမိုင်းတိုက်နိုင်ခဲ့တယ်ဝယ်နိုင်မှလူမောသုံးနိုင်မှနေရောကျင့်ဝတ်ကရင်ကျင်းမှုကျင့်ဝတ်လို့ခေါ်ရမလားခေရေးစည်းချောင်းလို့ခေါ်ရမလားမသိတဲ့ဝါဒကြီးကလည်းတကယ်ကိုအောင်မြင်ခဲ့တယ် ခုခေတ်လူသားမျိုးနယ်စုအားလုံးကလူမျိုးမရွေးဘာသာမရွေးနိုင်ငံမရွေးကြားမှကြီးငယ်မရွေးအသားအရာမရွေးအားလုံးအားလုံးဟာတုံးနိုင်မှနေပြောဝယ်နိုင်မှလူမော်သဘောတရားကိုနိမ့်နေချာချာကြီးဆွဲလန်းပြီးလက်ခံကျင့်သုံးနေပါပြီကျွန်တော်တို့27ရာစုခေတ်လူသားတွေကမရင်မတွက်နိုင်အောင်အမျိုးမျိုးများပြားလာတဲ့ထုတ်ကုန်ပစ္စည်းတွေကိုတကယ်မလို့အဖန်နဲ့ဝယ်နေကြပါသေးတယ်မနေ့ကတည်းကဈေးကွက်ထဲမရောက်သေးလဲခဏရပေါ်ပေါလာတဲ့ကုန်ပစ္စည်းအစ်စ်တွေကိုလည်းဝမ်းသာအဲလဲ ကျိုးစိုးလက်ကန်းကဝယ်ယူလိုက်ကြတာပါပဲအမြောက်များထုတ်လို့ရောင်းချသူတွေကလည်းတမင်တကာကူပဲတက်တန်းတို့နဲ့ဖြက်စည်းလွယ်တဲ့မျိုးစားမကောင်းအည်သွေးညံပြင်းနဲ့ပေါပေါပဲပဲဒီဇိုင်းလာတဲ့ကုန်းတွေကိုလိုချင်စွဲဖန်တီးထုတ်လို့လာကြတဲ့အသင့်ဆန်းဖြစ်ပြီးလှပတဲ့ဒီဇိုင်းနဲ့စိတ်ကြည်နဲ့ဆရာကောင်းအောင်တည်ထောင်ရတာဖြစ်ပေမဲ့လက်တွေအသုံးမွေနဲ့ပစ္စည်းမျိုးတွေကိုလည်းစားသုံးသူတွေမဝယ်ချင်ဝယ်ချင်လာအောင်ဆွဲဆောင်ကြတယ်ကျွန်တော်တို့ကလည်းဒါတွေကိုဝယ်ထားမှခင်မိတယ်အဲသူတို့မှရှိလို့ရှိရင်ကိုယ်မှလက်ရှိရမယ်ဆိုတဲ့အသည့်နဲ့ ညံမျက်စိကိုဆုံးမိတ်ပြီးဝယ်လိုက်ကြတာပေါ့လေဈေးဝယ်ခြင်းနှုပညာကလူများစုကြားနှစ်သက်ကြတဲ့အားလက်ချင်းအပန်းမြေလုပ်ငန်းတစ်ခုဖြစ်လာပါတော့တယ်အဲဒီတော့လူသုံးပုံပစ္စည်းတွေကလည်းမိသားစုဝင်တွေကြားဇနီးနဲ့ခင်မွန်းတွေကြားမိတ်ဆွေပေါင်းသင်းတွေကြားမှာမရှိမဖြစ်လောက်အောင်ကိုရေးပါတဲ့ကြားကံပစ္စည်းတွေဖြစ်လာရပါတော့တယ်အချင်းချင်းဆက်ဆံရေးချောမွေ့ပြပြဖို့ဆိုရင်သူတို့မပါရင်မပြီးတော့ဘူးလေခရစ်စမတ်ကာလလိုဘာသာရေးပွဲတော်အချိန်တွေမှာတောင်လူတွေကဘာသာရေးထက် ဇီဝံပွဲတော်ကြီးစင်ရဲရေးကိုသာဥတီရှုမြင်လာနေကြပြီ။နေ့တာရာတွေကိုလင်းထားတော့ပဲပေါ့ပြက်ပြက်နဲ့ပစ္စည်းဝယ်ယူရေးလက်ဆောင်ပေးရေးကိုသာအတိကအားထားလာကြပါတော့တယ်။ American ပြည်တော်စုမှာဆိုရင်ခြာဆုံးနေပြီးတဲ့စစ်တီတော်တွေအတွက်အောက်မေဝယ်ခန်းနာကမူလအားဖြင့်အလေးနဲ့ထားရတဲ့အခန်းနာဝန်နဲ့အောက်မေဝယ်တည်ကြည်မှုအနည်းရတာကိုစောင်းတဲ့အခန်းနာတစ်ခုပါ။အခုခါမှာတော့အထုတလည်းဇီးပွဲတော်ကြီးတစ်ခုနဲ့ဘာမှမချတော့ဘူး။လူများစုကအဲ့ဒီအခန်းနာကိုအထိတ်မှန်ပြုတဲ့အနေနဲ့ဇီးဝယ်ထွက်ကြတယ် ်ညံမီတလောက်စဉ်းစားကြည့်ရတာကြာဆုံးနေပြီးတဲ့မျိုးချစ်စစ်တီတော်တွေတွင်နဲ့သူတို့ဟာနိုင်ငံတော်ရဲ့လွတ်လပ်ရေးကိုကာကွယ်ဖို့အသက်ဆုံးခဲ့ကြတာကအချီးနှီးမဖြစ်ပါဘူးဆိုတာကိုသက်သေပြနိုင်ဖို့လို့ထင်ပါရဲ့သူတို့ကြာဆုံးခင်ရလို့နိုင်ငံစီဝါရေးတွင်ကျွမ်းလာတာများလားရောင်းလို့ဝယ်လို့ကောက်အောင်ပဲအသက်ဆုံးပေးခဲ့ရတယ်လို့လို့ဘာလို့လို့ပေါ့လေဝယ်နိုင်မှနေရောသုံးနိုင်မှလူမောခေတ်သစ်ကျင့်ဝင်ရဲ့အဖို့အပွင့်တွေကအစားအစာစည်းဝတ်မှာပိုပြီးထင်ရှားပေါ်လွင်လာတယ်ပေါ်လွင်ဆုံးနေရလို့ဆိုရမှာပါမီယိုဖလား ။ရိုးရာလျားဆိုင်ပြူရိတ်ကိုထိခါတာလောက်ဆောင်တဲ့လူအဖွဲ့အစည်းတွေဟာငတ်မခေါင်းပါမှုရဲ့နှိတ်ချရုံရိတ်မဲကြီးထဲမှာပဲရပ်တည်နေကြရတယ်။ယနေ့ခေတ်ရုပ်ပစ္စည်းတွေကျော်သွားတဲ့ကမ္ဘာမှာကြုံတွေ့နေရတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေရဲ့ထိတ်တန့်ပြဿနာတခုကတော့အဝလွန်ခြင်းပါ။အဲ့ဒီအဝလွန်ခြင်းကျန်းမာရေးပြဿနာကလူကျန်းသာတွေထက်လူစင်းရဲတွေကိုပိုပြီးဖိစီးနှိပ်စက်နေတာပါ။ဘာကြောင့်လဲဆိုတော့စီးရဲသားလူတန်းစားတွေကအရွယ်တကူဝယ်စားလို့ရတဲ့ဟမ်ဘာဂါပီဇာတွေကိုဈေးပေါပေါနဲ့ရေစုံပက်ကန်ဝယ်စားကြတာကိုချမ်းသာကြွယ်ွားတဲ့ရေပေါ်စီလူမနိုင်နေကြတော့လေ တဘာဝဆစ်ဆစ်အသီးဖြော်ရည်တွေကိုငွေကုန်ကြီးကြအများကြီးခံပြီးစားတောင်းနေထိုင်နိုင်ကြတာမို့လို့ပါ။ American ပြည်ထောင်စုကလူတွေကအာရမြတ်တကြွယ်ဝမှုအတွက်နှစ်စဉ်အကြီးအကျယ်ငွေကုန်ကြီးကြခံသုံးဆကြတယ်။သူတို့သုံးဆခဲ့တဲ့ငွေကြေးပမာဏကကျန်းတဲ့ကဘာရရက်ကအစာဟာရပြက်လက်ချို့တက်နေတဲ့စီးရဲသားတွေအားလုံးကိုဝလင်အောင်ကျွေးမွေးနိုင်လောက်တဲ့အထိကိုများပြားလာပါတယ်။အဝလိုချင်းပြဿနာကသုံးနိုင်မှလူမောသဘောတရားကိုအသက်သွင်းရမှာနှစ်ထက်ကွဲအောင်တရဘူးဆောင်ခဲ့တဲ့အသိဉာဏ်မဲလာတဲ့လူများစုကစားစာကိုတင့်တင့်မြတ်တစွာ ချော့ချစားတော့ရင်စီးပွားရေးဖွံ့ဖြိုးမှုကျုံသွားနိုင်မှာပါလူတွေကဘာကိုမှစဉ်းစားဆင်ခြင်မှုမရှိဘဲနဲ့လွယ်လွယ်ပေါ်ပေါ်ရင်းဝယ်လို့ရတဲ့ဆန်းဆန်းပြပြသဘာဝမဟုတ်တဲ့ဖြစ်စည်းတွေကခြေခံထုတ်လုပ်ထားတဲ့အစားအစာတွေကိုအငဲမရပြိုင်ဆိုင် စားသုံးပြီးဘဝလွန်ကျင်ယောဂါကိုဝယ်ယူလာကြပါတယ်။ဘဝလဲလာရောအလေးချိန်လျှော့ဖို့လိုလာပြန်ရောအဲ့ဒီခါကျအစီကြဖို့ကိုယ်လေးချိန်ထိမ့်မှုဆိုပြီးကွန်ပျစီမျိုးမျိုးစေးဘဝင်စားစာမျိုးမျိုးစေးဘမျိုးမျိုးကိုဝယ်ယူပြီးသုံးစွဲရစားသုံးရပြန်တယ်။အဲ့ဒီတော့စီးပွားရေးတိုးတက်မှုအတွက်နှက်ခပြန်အကျိုးရှိတာပေါ့။ ရင်းနှီးမြှုပ်နှံထားတဲ့လူချမ်းသာတွေကစီးပွားရေးအတိုင်းမသိတိုးတက်ပြီးကြီးကြီးတဲချမ်းသာပြီးရင်ချမ်းသာတပတ်မှာတော့လူစည်းရဲတွေကပစ္စည်းညံ့နေအတုပတွေဝယ်ယူစားသုံးနေရလို့ကုန်ကြရတာအပြင်ဘူးလျာဖယုံဆင့်ပြီးအဝလွန်လာပြန်တော့လဲတခါကိုလေးချိန်ရှော့ချဖို့အတွက်ကိုလက်စထရောချဖို့အတွက်စီဝါ၃ဆောင်နေဝယ်ယူစား၃ရပြန်ရောစီရဲတွင်ကနှက်ပင်းပုံမှုနဲ့လာရပါတော့တယ်စီဝါ၏လုပ်ငန်းရှင်တွေလက်ဆွဲပြူတဲ့ရင်းရှင်ဝါရချင်းဝေကပောက်ခွာလာတဲ့ဝယ်နိုင်မှနေပြီးချင်းဝေတဲ့ရဲ့ ိုင်းတိုင်းမှုတင်းသွင်းဆက်ဆောင်မှုကိုကျွန်တော်တို့ယခုကလူသားတွေဘယ်လိုမှထိမ့်မဲ့ပဲ့ပြင်နိုင်မှာမလဲရင်းရှင်တွေရဲ့ဝယ်နိုင်မှနေခြင်းသဘောတရားအမျက်စုံတွေကိုအလားအလာမပြုံးတီးတင်မှုလို့ယူဆကြတယ်အဲ့ဒီကုန်ပစ္စည်းတွေထုတ်လို့ရောင်းရငွေရဲ့အမျက်စုံတွေကိုနောက်ထပ်လူသုံးကုန်ထုတ်လို့ရင်းမှာထက်မှန်ပြီးပြန်လည်ရင်းနှီးမြှုပ်နှံတင်တယ်လို့ယူဆကြတယ်အဲ့ဒီရောရှင်းပါတယ်ဟိုးရင်ခေတ်ကာလတွေတုန်းကလို့ယနေ့ခေတ်မှာလည်းလားတူပါပဲ လူမလိုက်ထက်တန်းလွာတွေနဲ့အောက်ခြေလူတန်းစားအခြေခံလူတန်းစားတွေရဲ့အကြားမှာလောက်တာဝင်ခွဲဝင်မှုအလွန်အကန့်ခွဲခြားမှုတွေရှိနေသေးတယ်။အလက်ခေအလက်ခေဆိုတာကခရစ်နှစ်1500နဲ့1600ကြာကာလမှာဥရောပတိုက်နိုင်ငံတွေမှာမူးမြို့ပတ်မျိုးထက်တန်းလွာမင်းဆိုးရာဇာမှုမဲ့လူတန်းစားတွေကသူတို့ခေအလိုက်ကပေါ်ပေါက်ခဲ့တဲ့စိန်ခံပစ္စည်းမျိုးမျိုးဖိုးဖဲကြီးပါအမွေးတသာပြောင်းစတဲ့ ပစ္စည်းတွေကိုအလျံပဲဖော့ဖော့တီတီတုံးဆွဲခဲ့ကြပြီးတော့ငွေကိုရည်လိုဖြုံးခဲ့ကြတယ်။အဲ့ဒီခေတ်တုန်းကတောင်သူလက်သမားကျောင်းမွေးလူတန်းစားဆင်းရဲသားတွေမှာတော့တပည့်တပြားကိုခွာပြီးတပြားကိုနှစ်ပြားမှတ်နဲ့တုံးဆွဲကြရတယ်။ယနေ့ခေတ်မှာတော့အစင်လာတွေတောင်မြန်ဖြစ်သွားပြီလို့ဆိုရမယ်။ချမ်းသာကြွယ်ပါတဲ့အရင်းရှင်လုပ်ငန်းရှင်ကြီးတွေကသူတို့ရဲ့ပိုင်ဆိုင်မှုစီးပွားဥစ္စာတွေနဲ့ယင်းနှိမ့်နှံမှုတွေကိုအထူးဂရုပြုအလေးထားပြီးတုံးဆွဲကြ။စနေတကြယင်းနှိမ့်နှံပြီးအမျက်စွန်းတွေစင်စဲမပြတ်အောင်ဒူဝါရှင်တန်အောင်လှုပ်ဆောင်နေကြတယ်။ တတိတကြွယ်ကြီးတွေလာမကြွယ်ဝတဲ့မချမ်းသာတဲ့တံမှန်စားနိုင်တောင်းနိုင်လူတန်းစားအလွာတွေကတော့သူတို့အတွက်တကယ်မလိုအပ်တဲ့ပစ္စည်းတွေဥမာကားတို့ရုပ်မြင်သံကြားတို့ဝယ်ယူပြီးအကျွေးနုံနစ်ကုန်ကြပါတော့တယ်။ရင်းရှင်စနစ်အခြေခံကျေဝတ်တွေနဲ့ဝယ်နိုင်မှနေပြောသဘောတရားအခြေခံကျေဝတ်တွေကတကယ်တမ်းမှာတော့ဒင်းငါးပြားတစ်ချက်ထည့်ရဲ့ခေါင်းနဲ့ပန်းလိုပါပဲ။ဘုရားသခင်ရဲ့ပြည့်ညတ်တော်နှစ်ပါးကိုပေါင်းစပ်ထားသလိုပဲအထက်တန်းလွာလူတန်းစားတွေအတွက်အထွတ်အမြတ်လိုက်နိုင်ရမယ့်ပြည့်ညတ်တော်ကယဉ်ရင်းပြုံတယ်မှုပါ။ အလားအသာမတုံးမဖြုံနဲ့ပြန်ပြီးရင်းနှီးမြှုပ်နှံမှာဖြစ်ပြီးကျန်တဲ့တန်မှန်လူဒန်းစားအောက်ခြေလူဒန်းစားအလုပ်တွေကတော့အထွတ်မြတ်ထားရမယ့်ပြည်ညတ်တော်ကတော့ဝဲပါဝဲသာဝဲဘာမှမစင်စားနဲ့ဖြစ်ပါတယ်။အရင်ရှင်ဝါဒကိုခြေခံတဲ့ဝယ်နိုင်မှနေပြီးချင်းဝဲကတခြားရှုထောင့်ကလည်းကြည့်ပြီးသုံးသပ်ရမယ်ဆိုရင်တော်လန်ကြီးတရက်ကိုစင်ရဲနိုင်တယ်လို့ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့ခေတ်အဆက်ဆက်ကလူသမိုင်းကြောင်းတခြားမှာပေါ်ပေါက်ခဲ့ကြတဲ့လူ ကျင့်ဝတ်ဆိုင်ရာစနစ်အများစုကလူတွေလိုက်နာကျင့်သုံးမှုခက်ခဲတဲ့စံတန်မှုတွေကိုပြဋ္ဌာန်းခဲ့ကြတယ်။လူတွေကိုစိတ်ကူးစံထားဝါဒတွေရာကျင့်ဝတ်တွေပြဋ္ဌာန်းပြီးလိုက်နာကျင့်သုံးစေခဲ့တယ်။အဲ့လိုမျိုးလူကျင့်ဝတ်တွေကိုချမှတ်ခဲ့ရမှာဒီလူကျင့်ဝတ်တွေကိုလိုက်နာကျင့်သုံးရင်လောကနိဗ္ဗာန်ဆိုတဲ့ငြိမ်းချမ်းသာရာဝပြောတဲ့လောကကိုပြည့်စွံ့နိုင်တယ်လို့ဂရိကဝတ်ပြုခဲ့တယ်။ဒါပေမဲ့ငြိမ်းချမ်းသာရာတဲ့လောကကိုအတက်လွတ်ပလာချီပေါ့ပေါ်နေပေါ့ပေါ်စားနေတော့မရနိုင်ဘူး။လူတွေရဲ့စိတ်တန်တမ်းမှာကိုကျင့်စာတနာတတ်မှုကရုဏာတရားနဲ့တိခံခွင့်လွတ်တတ်မှု အနုနာခံနိုင်မှုတရားခန့်တီးတွေရှိရမယ်။လူချင်းတတ်မှတ်မှုပြင်းပြခြင်းနဲ့လူချင်းနာမရလို့ဒေါသအမျက်ချောင်းချောင်းထွက်ခြင်းတို့ကိုကြော်လောက်နိုင်ရမယ်။ထိမ့်ဆုပ်နိုင်စွမ်းရှိရမယ်။ဒါမှသာလင်တာယာဝပြောတဲ့ငင်းချမ်းတာယာတဲ့လော့ကနိဗ္ဗာန်လူလောကကိုရောက်နိုင်မယ်လို့တွင်တင်ညွှန်ပြခဲ့တယ်ပြထန်းခဲ့ကြတယ်ဒီလိုတွင်တင်တင်ကြားပြထန်းမှုတွေဟာလူသားမျိုးနွယ်စုတွေအတွက်တော့လိုက်နာကျင့်သုံးမှုအင်တန်မှခက်ခဲပြင်းထန်လာပါတယ် ကျင်းဝေးလိုက်နာမှုရာတွင်မှာတွေ့နိုင်တာကစိတ်ဝင်စားဖို့ကောင်းပြီးအင်တန်မှလည်းအံ့ဩပဲကောင်းတဲ့အဲသူတော်စင်နေနဲ့ကြေကွဲဝယ်ဆက်လန်းတွေပဲဖြစ်ပါတယ်။သူမတူအောင်ပြောင်မြောက်တဲ့ဇာရိတရာမှာဆန်ထားရတဲ့သူတော်စင်နေရဲ့အလေးအကျင့်အနေထံချိုးချံချုပ်တီးနိုင်မှုတိနေရောင်ရဲနိုင်မှုတီးခံနိုင်မှုစင်းရဲတန်ခံနိုင်မှုဒါတွေကတန်မှန်လူသားတူအနေနဲ့ဘလို့မှလိုက်လို့မမီနိုင်တဲ့ကောင်းမွန်မြင့်မြန်လို့တဲ့တရားတွေပါ။ခရိယံဘာသာဝင်အများစုကအဖဘုရားသခင်ကိုအတုမြူကြပါဘူး။အဖခရစ်တော်ပြဌာန်းခဲ့တယ်လို့မလိုက်နာကြပါဘူး။ထို့အတူပဲ ဗုဒ္ဓဘာသာဝင်အများစုကလည်းဗုဒ္ဓလမ်းစဉ်တိုင်းကျင့်သုံးမှုမပြုဘဲနေကြတာများပါတယ်။ကွန်ပျူရှာဝါဒီအများစုလည်းဒီလိုပါပဲ။သူတို့ရဲ့ပြုမှုနေထိုင်ကြင်ကြံမှုစတာတွေကကွန်ပျူရှာသားရှိသေးမှဆိုရင်စိတ်စိုးလုံးလုံးဝုန်းတိုင်းကျနေမှာတည်ကြတယ်။ရှေးခေတ်ဘာသာရေးခေါင်းဆောင်ကြီးတွေကအကြီးအကဲတွေရဲ့စန္ဒဝါဒကျင့်ဝတ်တွေကိုသာလူတွေကမလိုက်နာကြတာ၊ဗျာမြန်တွေ့ရရင်ကုခေရင်းရှင်ဝါဒအခြေခံတဲ့ဝန်ထမ်းမှနေပြောတော့တိုင်းမှာလူမဝါဒကိုတော့လူများစုကအကြီးအကျယ်ကိုကိုးကွယ်ယုံကြည်လိုက်နာလျက်ရှိပါတယ်။ အဲ့ဒီဝယ်နိုင်မှနေပြောသဘောတရားတိုင်းအာအာမြင်မြင်နဲ့ပျော်ပျော်ရွှင်ရွှင်ကြီးလိုက်ခြင်းမှာဟီးဆက်နေကြသူတွေကလည်းများပြပါတယ်။အဲ့ဒီခေတ်စ်ကျင့်ဝယ်အသေးချက်ချုပ်ကိုလူတွေကအကြီးအကျယ်ဂရီကဝဲဖြူအာမခံပါတယ်။အဲ့ဒီကျင့်ဝယ်အသစ်ကဂုခေလူတွေကိုလောကနိဗ္ဗာန်ရဖို့ရဲရဲကြီးအာမခံချက်ပေးတဲ့အထက်တန်းလွှာတတိတကြွယ်ကုန်းတဲ့ယင်းရှင်ကြီးတွေ လောဘနှခင်မတက်သေး၍အချိန်နဲ့မျှငွေကြေးအမျက်ဆုံးရှိဖို့စက္ကန့်မလတ်ကြိုးပမ်းနေသေး၍တဲ့ခြေကံလူရန်းစားတွေကလည်းဘာတွေ့တွေ့ဘာထုတ်ထုတ်ဝဲခြင်းစိတ်ကိုထိမ့်နိုင်သိမ့်များဖြစ်ပြီးမက်မောလူချင်းမှုအတော်မတက်လောဘဇက်ကျိုးကိုမတက်ဘဲနဲ့စဉ်းစားဉာဏ်မရှိမြင်မြင်ရဝဲခြင်းတမျဝင်နေတဲ့၍ကာလပတ်လုံးလောကနိဗ္ဗာန်ရစေမယ်လို့အာမခံပါတယ်။တကယ်တမ်းကျတော့လူသမိုင်းမှာဘာသာရေးကောင်းဆောင်ရဲ့ဇာတ်ကိုတသွေးမတိန်ခိုင်းတဲ့အတိုင်းလိုက်နာတဲ့လူတွေဆိုတာခုခေတ်မှာမှာကြားဖို့မြင်မှုတာပါ။ရင်းရှင်ဝါရအခြေခံနဲ့ ဝင်နိုင်မှနေပြောပါသာရေးကြီးကသထနာလိုက်တပိတာဝကမြားကပဲလားယူဒီကျွနုံနေတယ်လဲဆိုတော့အမခံပါပဲဘဲခဲ့ဘဲကာလာမမပါသားရေးကောင်းဆောင်နေရဲ့ဇကားကိုမြေဝဲမကြနားထောင်နေနားလိုက်တယ်အများကြီးမရှိပါဘူးဒါပထမဦးဆုံးသောအချိန်မှာပထမဦးဆုံးသောလူကြိုက်အများဆုံးသောဘာသာရေးပါပဲကျွန်တော်တို့ယခုခေတ်လူသားတွေအမှန်တကယ်ငြိမ်းချမ်းသာရတဲ့လောကနေပန်းကြီးရလိမ့်မယ်ဆိုတာဘယ်လိုများသိနိုင်ပါမလဲသိကျင်စမ်းပါပြီ ကိုကြိုက်တယ်လို့သာတုံဝဲသားဝဲကိုကိုကိုလိုလိုက်အဲ့ဒါလောကနိဗ္ဗာန်ဆိုလို့ဝယ်ပြီးရင်လဲဝယ်တဝယ်တည်းဝင်နေကြပါတယ်အပြန်လန်အဖင်ပါရမလဲလောကနိဗ္ဗာန်တကယ်ရမှာလာမေးစရာပါအဲ့ဒါကို ရုပ်ပြင်တန်ကြားမှာတွေ့မြင်နိုင်ပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တပါ